ကျန်းသာကျော်အလုံးလုံးဘီလီယံချီတဲ့ကျဲငါးဝင်းဟိုတယ်တွေကိုပိုင်ဆိုင်ထားတဲ့အမှုပညာရှင်၃ယောက်ပရိသတ်များအားလုံးမင်္ဂလာပါရှင်မြန်မာနိုင်ငံမှာတချို့သောအမှုပညာရှင်တွေဟာတာမန်အမှုပညာအလုပ်တွေကိုလုံရင်နဲ့စာဝင်နေရေးပြည့်လည်အောင်ဖြည့်ရှင်းရပေမဲ့တချို့သောအမှုပညာရှင်တွေကတော့အမှုပညာအလုပ်လုပ်တာကဝါသနာပါပေမဲ့တကယ်ကိုကြည်ကြည်သက်ကျန်းသာကျော်ွားတဲ့ဘီလီယံနာအမှုပညာရှင်တွေရှိပါတယ်အဆိုပါအမှုပညာရှင်တွေဟာအမှုပညာလုပ်ငန်းပြင်တခြားသောစီးပွားရေးလုပ်ငန်းတွေများစွာကို လုပ်ကင်နေရပါဒီဗီဒီယိုထဲမှာတော့ န်းတို့အလားကြီးကျယ်ခံထားတဲ့ဟိုတယ်တွေကိုပိုင်ဆိုင်ထားတဲ့ကြီးကြီးတဲ့အချမ်းသာကျွဲပါတဲ့အနုပညာရှင်၃ယောက်ကိုပြောပြပေးတော့မှာပါ။ နံပါတ်3နန်တာလိုင်းပထမဆုံးအနေနဲ့ပြောပြချင်တာကတော့မင်းသမီးနန်တာလိုင်းနဲ့သူ့ရဲ့မိသားစုပိုင်ဈေးကဘာဂရုကဦးစီးလုပ်ကန်နေတဲ့ဟိုတယ်လုပ်ငန်းတွေပဲဖြစ်ပါတယ်။သူတို့ရဲ့ဟိုတယ်ရာကြီးကျယ်ခမ်းနားမှုနဲ့ခမ်းနားထည်ဝမှု luxury ကိုအထူးအားပေးတည်ဆောက်ထားတာကိုတွေ့ရမှာပါ။အထူးသဖြင့်တော့စီးပွားရေးမြို့တော်ရန်ကုန်လိုနေရာမြို့မှာဆိုရင်နိုင်ငံတကာကစီးပွားရေးလုပ်ငန်းရှင်တွေအစင်းမြင့်အိတ်တွေကိုထားတဲ့ဟိုတယ်ကြီးတွေကိုပိုင်ဆိုင်ထားပါတယ်။ဒါအပြင်ကရင်ပြည်နယ်နဲ့အမွန်ပြည်နယ်မှာလည်းနန်တာလိုင်းတို့မိသားစုပိုင်ဆိုင်ထားတဲ့ဟိုတယ်တွေအများကြီး 地方， နဗနစ်ချမ်းမိမိကိုဒုတိယအနေနဲ့ကတော့မင်းသမီးဟောင်းချမ်းမိမိကိုရဲ့ဟိုတယ်လုပ်ငန်းတွေပါချမ်းမိမိကိုဟာမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးရွှေတထင်းကြီးနဲ့လက်ထက်အပြီးမှာကြွားရှင်းခဲ့ရပါတယ်။သူမဟာအိမ်ထောင်ရေးပြဿနာတွေကိုစံစံခန့်ရင်ဆိုင်ပြီးနောက်မှာကိုပိုင်ရဲ့တည်မှုအဖြစ်ဟိုတယ်လုပ်ငန်းကိုရွေးချယ်ခဲ့တာပါ။ဒါကြောင့်သူရဲ့ဟိုတယ်တွေမှာသူမရဲ့ကိုပိုင်ဇွဲလုံးလားနဲ့အမှုပညာအမြင်တွေထင်ဟပ်နေတာကိုတွေ့နိုင်ပါတယ်။ဟိုတယ်အခန်းတိုင်းရဲ့အပြင်စင်ကအစားဝန်ထမ်းတွေရဲ့ဝန်ဆောင်မှုအစုံဧည့်သည်တွေစိတ်အေးချမ်းသာစွာအနားယူနိုင်ဖို့အတွက် အဓိကထားပုံဖော်ထားပါတယ်။အထူးသဖြင့်တော့တရားဘဝနာနဲ့စိတ်အေးချမ်းမှုတွေကိုရှောက်ဖွေနေတဲ့သူမရဲ့လက်ရှိဘဝနေထိုင်မှုပုံစံကသူမရဲ့ဟိုတယ်လုပ်ငန်းတွေရဲ့ခွန်ဆက်အပေါ်မှာပါလွှမ်းမိုးနေနိုင်ပါတယ်။ဒါကြောင့်ချမ်းမိမိကိုရဲ့ဟိုတယ်တွေကတိတ်ဆိတ်အေးချမ်းပြီးတော့ privacy ကိုတန်ဖိုးထားတဲ့ဧည့်သည်တွေအတွက်ကတော့ရွေးချယ်စရာအနေရာတစ်ခုဖြစ်နေရက်တည်နေရဖြစ်ပါတယ်။နံပါတ်၁နောက်ဆုံးတစ်ယောက်ကတော့မင်းသမီးခင်လေးနွယ်နဲ့သူရဲ့ခင်ပွန်တို့ရဲ့အပန်းဖြေ resort လုပ်ငန်းတွေပဲဖြစ်ပါတယ်။ သူတို့ကတော့မြန်မာနိုင်ငံရဲ့ခရီးသွားလုပ်ငန်းမှာအလားအလာအကောင်းဆုံးဖြစ်တဲ့တနင်္လာရီတိုင်းဒေသကြီးမြိတ်ကျွန်းစုနဲ့တခြားသောကမ်းခြေမြို့တွေကိုမျက်စိကျခဲ့သူတွေပါသူတို့ရဲ့ဟိုတယ်တွေ resort တွေကတာမန်တဲခုဖို့နေရာတသက်မဟုတ်ပေတဘာဝအလားတရားကိုအပြည့်အဝခံစားရင်းနဲ့စိတ်အပန်းဖြစ်နေအောင်ဖန်တီးထားတဲ့ကျင်းငါးပွင့်ဟိုတယ်တွေလို့ပြောလို့ရပါတယ်ကြီးလင်းနေတဲ့ပင်လယ်ပြာကြီးရဲ့ဘေးအဖြူအောင်သေးတောင်ပြင်နေတဲ့အနားမှာတည်ဆောက်ထားတဲ့ villa တွေရွှေပေါ်မှာဆောက်ထားတဲ့ bungalow လေးတွေကခရီးသွားတွေအတွက်တော့အိမ်မက်တစ်ခုပါပဲဒ တန်းစုံခင်လင်းနေဟာလေဟိုတယ်ရီများစွာကိုပိုင်ဆိုင်ထားတဲ့စီးပွားရေးလုပ်ငန်းရှင်မင်းသမီးလို့ဆိုရမှာပါ။အခုပြောပြခဲ့ရကတော့မင်းသမီးတွေပိုင်ဆိုင်ထားတဲ့ဟိုတယ်ရီအကြောင်းမှာပရိသတ်တွေရောဒီမင်းသမီးတွေရဲ့ဟိုတယ်ရီတွေကဘယ်လိုနေရာမျိုးကိုအလဲသွားကြင်ကြလဲ။သူတို့ရဲ့စီးပွားရေးအမြင်နဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်မြင်ယူဆလဲဆိုတာကွန်မန့်မှာရေးပေးခဲ့ကြပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။